အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်စကားလေးက1994ခုနှစ်မှာထရှိခဲ့တဲ့ Richery ဆိုတဲ့နာမည်ကြီးစကားလေးပဲဖြစ်ပါတယ် Richery လို့အမည်ပေးထားတဲ့ millionaire တူက Richie လို့အမည်ပေးထားတဲ့တားလေးကိုမွေးဖွားပြီးတဲ့အချိန်မှာဝမ်းမြောက်ဝမ်းသာပဲသူ့အင်ဂျင်မှာအလုံးလုံးတဲ့လူတွေကိုပျော်ပြခဲ့ပါတယ်တတိကြီး Richie လည်းသူ့ရဲ့တား Richie ကို Humble လို့ခေါ်တဲ့လူကြီးကပဲတာဝန်ယူပြုစုပြောထောင်ဖို့ခန့်အပ်လိုက်ပါတယ် Richie လည်းချန်တာလုံးပေမဲ့ Humble ရဲ့စီစဉ်ပေးထားတဲ့အချိန်စရာတိုင်းနေထိုင်ရပြီးရင်းချက်ပြရပါတယ် ဝီချက်ကသူမှဂျီမန်ဂျပန်တဲ့စီးပွားရေးအင်ပါယာကြီးရှိပြီးသူရဲ့ရုံးကမှဘလောက်ပဲအလုပ်များနေပါစေသူရဲ့သားရီချီကိုအရန်ချစ်တာကြောင့်သူ့သားနဲ့အမြဲတမ်းအတူကစားပေးနေလေရှိပါတယ်ရီချီလည်းသူ့အဖေကတထေကြီးဆိုတော့လူစားဖြစ်တဲ့နေ့ကစပြီးထင်းတိုင်းကျဲပြီးအသက်အရွယ်ရလာတဲ့အချိန်မှာသူရဲ့အနည်းသက်ဆုံးကစားကပြပေါ်ချင်နေတာကိုသတိထားမိလိုက်ပါတယ် တထေကြီးရီချဲလဲသူ့ရဲ့တာရီချီကိုအတော်ဆုံးပြဘနီးပြနဲ့တင်ကြပေးနေတာကြောင့်ရီချီလဲပြဘမှာကျွန်းကျွန်းချင်းချင်းကစားနိုင်ခဲ့ပါတယ်ရီချီလဲတယွန်နဲ့မလိုက်အောင်သူ့ချွန်တာကြောင့်သူ့အဖေကပိန်လူနီးပါဖြစ်နေတဲ့ YouTube through ဆိုတဲ့စယုံကိုရိုင်းတာစိတ်နဲ့ဝယ်လိုက်ပြီးအလုတ်သမားလဲအလုတ်လက်မဖြစ်တော့တာကြောင့်တထေကြီးရီချဲကိုကြိုးစိုးကုန်ပြဖို့စောင့်နေကြပေမဲ့ ရီချီကပဲသူ့အဖေကိုစားကုံပြုတ်ပွဲမှာတက်ရောက်ခဲ့ပါတယ်။ရက်ွက်ထဲမှာရှိနေတဲ့ကလေးတွေကလည်းကိုပိုင်လီရင်နဲ့ဆင်းလာတဲ့ရီချီကိုအားကြနေကြပြီးရီချီလည်းအသက်ရွယ်နဲ့မလိုက်အောင်ရင်ကျက်ပြီးနေထိုင်ရတဲ့ကြောင့်လွတ်လပ်တဲ့ရက်ွက်ထဲကကလေးတွေကိုပြန်ပြေးအားကြနေပါတယ်။အခမ်းအနားပြည့်တဲ့အချိန်မှာရီချီလည်းသူ့နဲ့ရွယ်သူပြီးဘေးဘော့ကစားနေတဲ့ကလေးတွေနဲ့တငယ်ချင်းဖွဲ့ချင်းပေမဲ့သူ့တက်မလုံးချုံတာကြောင့်ဟာပဲလဲသူ့ကိုတားလိုက်ပြီးအိမ်ပြန်လိုက်ရပါတယ်။ တဖက်မှာလည်းတထဲကြီးရီချက်ရဲ့ချစ်စင်းကြီးရီချင်တာကသူတို့ရဲ့မိသားစုတဲ့ပုံကိုရချင်တာကြောင့်ပြောပြီးတထဲကြီးရီချက်လည်းတဲ့ပုံရရတာပြင်းနေဆိုပြီးသူတို့ရဲ့အိမ်နားမှာတောင်းတလုံးဝယ်လိုက်ပြီးမိသားစုရုပ်ထုကို ထုတ်ပစ်လိုက်ပါတယ်။ရီချင်လည်းသူ့အဖေကိုသူတက်ရောက်ခဲ့တဲ့ဂုံပြုတ်ပွဲအကြောင်းကိုပြောပြကအဲ့ဒီအချိန်မှာအမေရိကန်သမ္မတဆီကဖုန်းဝင်လာပြီးပိစံနေနေချေးနိုင်မလားဆိုပြီးတထဲကြီးရီချက်ကိုမင်းနေခဲ့ပါတယ်။နောက်တော့ရီချက်ကဓာတုဗေဒတင်တန်းတက်ဖို့အချိန်ရလာပြီး သူရဲ့ကိုပိုင်းတကွဲခန်းထဲသွားပြီးသူရဲ့ဓာတုဗေဒဆရာခေပင်ကဒီသွင်းပေးထားတဲ့စရုပ်ပြားလေးကိုကြိုင်နစ်တက်နေခဲ့ပါတယ်။တဘာဝပြားများထက်တာလွန်ပြီးဝုံမုံကိုနိုင်သောစရုပ်ပြားကိုရီချီကအစမ်းပြန်ခိုင်းလိုက်တဲ့အချိန်မှာတစ်ဖက်ရေယူလာပေးတဲ့လူကြီးကရိုက်တက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရီချီလည်းဒေါ်လာပေါင်းများစွာကုန်ကျခံပြီးဒီသွင်းထားတာကြောင့်တစ်ဖက်ရေယူလာပေးတဲ့လူကြီးကိုစိတ်ကိုပြီးသူရဲ့တက်ခွဲခန်းထဲအနေမောင်းထုတ်လိုက်ပါတယ်။ညာရောက်တော့လော်ရန်လို့အမည်ပေးထားတဲ့လူကြီးကကုမ္ပဏီမှရီချက်ရဲ့အကြီးမားဆုံးလို့ဖော်ကိုင်ဖက်ဖြစ်ပြီး လော်ရန်နဲ့ရီချတ်တို့မိသားစုနဲ့အတူညစာစားပွဲမှာစစ်ပွဲရဲ့အကြောင်းပြောကသူတို့အတွက်အကျိုးကျေးဇူးမရှိတဲ့အလိုအတန်းနဲ့ပရာဟိတလုပ်ငန်းတွေကိုပိတ်ပစ်ဖို့တောင်းဆိုလိုက်ပါတယ်။တထေးကြီးရီချတ်ကတော့လူတန်းရတာကိုကြိုင်းနေတဲ့ပြီးပရာဟိတလုပ်ငန်းကိုပိတ်မဲ့အစားမိရဲ့ပစက်ကိုပဲပိတ်ပစ်မယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။တချိန်တည်းမှာပဲတီထွင်ရေးဆရာကဗင်ကအနံ့ခံဆဲရုပ်ကိုတီထွင်ပြီးတထေးကြီးရီချတ်ကိုလာပြခဲ့ပါတယ်။တထေးကြီးရီချတ်လည်းရီချင်းနဲ့အတူအနံ့ခံဆဲရုပ်ကိုကြည့်ပြီးသဘောကျနေခဲ့ပါတယ်။ လရန်ကခဘင်းရဲ့တည်ထွင်မှုကိုမကြိုက်တဲ့အတွက်အေးမရဖတ်မရတဲ့စေယုတ်ကိုတည်ထွင်နေတဲ့ခဘင်းကိုအလုတ်ထုတ်ပြဖို့နဲ့တည်ထွင်မှုတဲ့ခွဲခန်းကိုပိတ်ပြဖို့နောက်ထပ်တစ်ခါတောင်းဆိုလိုက်ပါတယ်။တထေးကြီးရီချက်ကဘာမှပြမပြောပဲဒီတစ်ခါမှတော့လရန်နဲ့တထေးကြီးမိသားစုအတွက်လုံခြုံရေးစနစ်ကိုတုံးမြစ်ဖို့အကြံပေးလိုက်ပေမဲ့သူတို့မိသားစုအတွက်ဘန်ဒတိုက်ရှိသေးတာကြောင့်ဘာမှမလိုအပ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဘန်ဒတိုက်ရှိကြောင်ကြားလိုက်ရမှလရန်နဲ့အိမ်ပြန်သွားခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့အေးရကထားပြီးအဝတ်ကောင်းစားလာတဲ့ဝကကြောင်မသွားခင်မှာ အမေရိကန်သမ္မတကြီးနဲ့ဆွေးနွေးပွဲလုပ်နေတဲ့သူ့အဖေကိုဖုန်းခေါ်ပြီးညနာပေါ်မှာဝက်ချံပေါက်နေတယ်ဆိုပြီးလမ်းပြောလိုက်ပါတယ်။သူ့အဖေလည်းဒီအချိန်မှာဝက်ချံကြောင့်ပြောရမယ့်အချိန်မဟုတ်ဘူးလို့ပြန်ပြောပြီးကျောင်းကိုသွားခိုင်းလိုက်ပါတယ်။ကျောင်းရောက်တော့တထေကြီးတွေပဲတက်နိုင်တဲ့ကျောင်းဆိုတော့စီပွားရေးအကြောင်းတွေပဲလေ့လာနေရပြီးအရွယ်နဲ့မလိုက်အောင်စီပွားရေးအကြောင်းကိုအမြဲတမ်းပြောနေတဲ့သူတငယ်ချင်းတွေကိုကလေးစင်စင်နေဖို့ရီချီကပြောနေခဲ့ပါတယ်။ညနေရောက်တော့အိမ်ပြန်တဲ့လမ်းမှာဟာဘယ်လဲနောက်ပတ်ကျရင်အင်္ဂလန်ကိုသွားပြီး သူမိဘနဲ့အတူဘယင်မကိုတော်တွေ့ဖို့ပြောလိုက်ပေမဲ့ဒီချီလဲဟာပဲပြောလိုက်တဲ့စကားကိုစိတ်ဝင်စားပဲသူတို့စိတ်ယုံနာမှာဘေးပေါ်ရိုက်နေတဲ့ကလေးတွေနဲ့ကစားဖို့ထွက်လာလိုက်ပါတယ်ဒီချီလဲယူတီထရုစိတ်ယုံနာမှာကစားနေတဲ့ကလေးတွေနဲ့သူဝင်ကစားချင်းချောင်းပြောလိုက်ပေမဲ့အဲ့ဒီကလေးတွေကလည်းမခံပဲသူတို့ပြစ်ပေးတဲ့ဘောလုံးကိုရိုက်နိုင်မှပယ်စံကျေးရိုက်ဖို့စိန်ခေါ်လိုက်ပါတယ်ဒီချီလဲတကယ်တမ်းရိုက်လိုက်တဲ့အချိန်မှာသူတို့ပြစ်ပေးတဲ့ဘောလုံးကိုထိအောင်ရိုက်နိုင်ပြီး ကလေးတွေကိုအင်္ဂလိပ်ခေါ်ဖို့ပြောလိုက်ပေးမယ်ကလေးတွေကလည်းတထေးသားကိုမပေါင်းချင်ကြောင်းပြန်ပြောလိုက်ပါတယ်နောက်တစ်ပတ်ရောက်တော့အင်္ဂလန်ဘီယမကိုတွားတွေ့ဖို့လုပ်နေတဲ့တထေးကြီးရီချာနဲ့သူရဲ့ချစ်စနီးကဘီယမကိုပေးမဲ့လက်ဆောင်ထဲမှာလာရန်ကအချင်းကိုက်ဘုံကလုံးကိုထည့်ပေးလိုက်ပါတယ်။ဒါကိုမသိတဲ့တထေးကြီးကလာရန်ကိုတောင်ကျေးဇူးတင်စကားပြောနေလိုက်ပါတယ်။လေရင်ပေါ်တက်ဖို့လုပ်နေတဲ့အချိန်မှာရီဂျီနာကသူ့ရဲ့သားရီချီကမျက်နှာမကောင်းတာကိုတွေ့လိုက်ရပါတယ်။နောက်တော့အဟာဘဲလဲရီချီကိုခေါ်မတော်ပဲလွတ်လွတ်လပ်လပ်နေခိုင်းဖို့အကြံပေးလိုက်မှ ဒီကျင်နာကသူ့တားကိုခေါ်မသွားတော့ပဲတထေးကြီးရီချင်နဲ့ပဲအင်္ဂလန်မြေမကိုသွားတွေ့ဖို့ထွက်သွားလိုက်ပါတယ်။နောက်တော့ရီချင်နဲ့ဘေးပေါ်မှာကစားချင်တဲ့ကလေးတွေကသူ့အင်ကိုရောက်လာပြီးရီချင်နဲ့တငယ်ချင်းအတိရလို့ပြောနေခဲ့ပါတယ်။အရာအားလုံးတွေ့စီစဉ်ပေးနေတဲ့ဟာဘက်ကိုလည်းရီချင်ကအတိုင်းမတိကျေးဇူးတင်ပြီးသူ့အင်ထဲမှာစောင့်နေတဲ့မိသားနောက်စားတောက်ဆိုင်ထဲမှာသူ့တငယ်ချင်းအစ်တွေကိုနှင့်လေစားကြွေးခဲ့ပါတယ်။ရီချီတို့လည်းအင်ထဲမှာကစားတဲ့အတိုင်းကြီးငွေလာတဲ့ကြောင့်အင်ငယ်ပြင်ဘက်မှာစောက်ပေးထားတဲ့ကစားကွင်းမှာကစားကြပြီး ဆိုင်ကဲနဲ့ဇင်ပြေးလိုက်တိုင်းကစားခဲ့ကြပါတယ်။တစ်ဖက်မှာလည်းတထေးကြီးရီချတ်ကလေယံမောင်းနေရင်ချောကလက်စားချင်တာကြောင့်ကဘင်တီထွင် ပေးထားတဲ့အနံ့ခံဆဲယုံနဲ့ချောကလက်ကိုလိုက်ရှာရင်အချိန်ကိုက်ဘုံကိုရှာသေးသွားပြီးလွန်ပြစ်လိုက်ပေမဲ့ဘုံပေါက်ကွဲပြီးလေယံရဲ့နှောင်မီးကိုထိသွားခဲ့ပါတယ်။လော်ရန်နဲ့ရီချတ်ရဲ့ယုံကမ်းမှထိုင်နေပြီးဝိုင်တောက်ရင် ခရီးစီမံရီချီမပါခဲ့ကြောင်းသိလိုက်ရပါတယ်။ရီချီလည်းသူမိဘတည်င်းကိုစောက်ကြည့်နေပြီးသူမိဘတွေအသက်ရှင်နေသေးတယ်လို့ယုံကြည်နေပါတယ်။ ကံကောင်းစွာပဲတထေကြီးတို့လီမယားနှစ်ယောက်လည်းအသက်ငယ်လေးတစ်စီးနဲ့ပင်လယ်ထဲမှာမျောနေလိုက်ပါလေ။လာရန်လည်းတထေကြီးလီမယားနှစ်ယောက်အတွက်ဝမ်းနည်းချင်းရောင်းဆောင်ပြီးရီချက်ရဲ့ကုမ္ပဏီကိုလဲဝါကြီးအုပ်ပြီးယူတီထရူကိုလည်းပိတ်ပစ်လိုက်ပါလေ။ယူတီထရူမှာအလုံးလုံးနေတဲ့ဂလိုရီယာရဲ့အမေနဲ့အခြားအလုပ်ကမားများလည်းအလုံးလက်မဲ့ဖြစ်သွားကြောင်းရီချီကိုဂလိုရီယာဖုန်းဆက်ပြီးပြောလိုက်ပါလေ။ ဝီချီလည်းသူ့အဖေကုမ္ပဏီကိုသွားပြီးသူကပဲကုမ္ပဏီကိုဆက်လက်အုပ်ချုပ်သွားမယ်လို့လရန်ကိုပြောလိုက်ပါတယ်။လရန်လည်းရီချီကိုကလေးပဲရှိသေးတာကြောင့်ကုမ္ပဏီကိုလည်းပတ်အောင်မစွန့်ဆောင်နိုင်သေးဘူးလို့ပြောလိုက်ပေမဲ့ဟာဘက်ကရီချီရဲ့တရားဝင်အုပ်ထိန်းသူဖြစ်တဲ့ဆိုပြီးကုမ္ပဏီကိုဟာဘက်နဲ့သူစွန့်ဆောင်သွားမယ်လို့ပြန်ပြောလိုက်ပါတယ်။ နောက်တော့ရီချီရဲ့တငယ်ချင်းတွေကရောက်လာပြီး YouTube through ဆက်ယုံကိုပြန်ဖွင့်ပေးတဲ့အတွက်ရီချီကိုကိုလိုရီးယားကကျေးဇူးစကားတင်ကြောင်းပြောလိုက်ပါတယ်။လာရန်လည်းသူ့ရဲ့ plan A ကမအောင်မြင်တာကြောင့် plan B ကိုအကောင့်ထဲပေါ်ဖို့သူ့ရဲ့လက်ထောက်ကိုပြောလိုက်ပါတယ်။ခဏကြာတော့လာရန်ရဲ့လက်ထောက်လည်းရဲတင်းနဲ့သူပြန်လာပြီးဟာဘဲရဲ့အခန်းမှာဖောက်ခွဲရေးပစ္စည်းတွေ့တယ်ဆိုပြီးဖမ်းခေါ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစားပြီးလာရန်နဲ့တထေကြီးရဲ့အိမ်မှာအလုတ်လုပ်နေတဲ့အလုတ်သမားတွေကိုအလုတ်ထုတ်ပြလိုက်ပါတယ်။တထေကြီးရဲ့အိမ်တအိမ်လုံးကိုလာရန်နဲ့ကင်မရာတွေတက်ပြီးရီချီကိုတစ်ချိန်လုံးစောက်ကြည့်နေခဲ့ပါတယ်။နောက်တော့လာရန်တို့ရဲ့အကြံကိုခဘင်ကကြားသွားပြီးရီချီကိုတက်ခွဲခန်းတဲ့ခေါ်တော့ကနောင်နုနဲ့သူတဲ့တံဖြတ်အစီရင်နဲ့ဟာဘက်ကိုပြန်ကယ်ဖို့အကြံပေးလိုက်ပါတယ်။နောက်နေ့ရောက်တော့ရီချီလည်းတမန်ကလေးလိုပဲဝတ်ဆင်ပြီးရဲစခန်းကိုသွားကဟာဘက်ကိုသွားတိုက်တန်သွားတိုက်ဆင်းနဲ့အစားတစ်စောင်းလက်စောင်းသွားပြီးခဲ့ပါတယ်။ ဟာဘက်ကိုတက်ဖို့ရောက်လာတဲ့လူတွေကရောက်လာခဲ့ပေမဲ့ဟာဘက်ကပဲသူတို့ကိုအရင်တက်ပစ်လိုက်ပါတယ်။ဟာဘက်လည်းရီချီပေးထားတဲ့စောက်ကိုဖတ်ကသဘောပေါက်သွားပြီးပြက်တင်းပေါက်ကိုတံဖြတ်အစီရေနဲ့ဖြက်စီးပြီးပြန်လွတ်မြောက်လာခဲ့ပါတယ်။ပြန်လွတ်လာတဲ့ဟာဘက်လည်းရီချီနဲ့တွေ့ပြီးတင်းစာမှသူရဲ့မိဘအသက်ရှင်နေသေးကြောင်းရီချီကပြောလိုက်ပါတယ်။ရီချီလည်းသူရဲ့တငယ်ချင်းကိုလိုရီယာအိမ်မှာကွန်ပျူတာအသုံးပြုနိုင်မလားဆိုပြီးခွင်တောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာတထေးကြီးကသူရဲ့မိန်းမလက်စွပ်နဲ့သူရဲ့ဖုန်းကိုပြန်ပြင်ပြီးဖုန်းလိုင်းရသွားခဲ့ပါတယ်။ ရီချီလဲကိုလိုရီးယားရဲ့ကွန်ပျူတာနဲ့သူ့အဖေရဲ့ကွန်ပျူတာကိုဟက်လိုက်ပြီးသူ့အဖေရဲ့ဒီနေရာကိုလိုက်ရှာတွေ့ခဲ့ပါတယ်။တကူတီးသွားတဲ့လရန်လဲသူ့အဖေရဲ့ဆက်ကိုပိတ်ပစ်လိုက်ပါတယ်။ပင်လယ်ထဲမှာမျောပါနေတဲ့တထေးကြီးတို့လီမီယာနေအောင်လဲဝိုင်ကိုတောက်ပြီးသူတို့ကိုလာခဲ့တဲ့လီယင်တစီလာနေတာကိုတွေ့သွားခဲ့ပါတယ်။အဒီညမှာရီချီလဲသူ့တငယ်ချင်းနဲ့သူ့သူ့ရဲ့အင်ကိုခိုးဝင်ကအဖမ်းခံလိုက်ရတဲ့ကေဘင်ကို အရင်ကယ်လိုက်ပါတယ်။ကေဘင်လဲသူ့ရဲ့နီးပညာနဲ့အဆောက်တွေကိုအယုံလွှဲထားတဲ့အချိန်မှာ ီချီလဲသူ့အဖေကိုဆက်သွယ်ဖို့အခန်းထဲရောက်သွားခဲ့ပေမဲ့လော်ရန်လဲသူတို့ထက်အရင်ဦးပြီးသွားခေါ်ခဲ့တာကိုသိလိုက်ရပါတယ်။တချိန်ထဲမှာပဲရီချီရဲ့တငယ်ချင်းလဲအဆောက်တွေဖမ်းတာကိုခံလိုက်ရပြီးတထေးကြီးရီချက်ကိုသူ့ရဲ့ဘန်ဒတိုက်ကိုလိုက်ပြဖို့ခေါ်သွားလိုက်ပါတယ်။ဂျန်တဲ့လူတွေကိုတက်ပြဖို့တက်ခွဲခန်းနဲ့ခေါ်သွားပြီးဆက်သေးထဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာကေဗင်ကသူ့ကိုသူလူမြောက်အောင်ပုံပြီး ကော်ရီကိုအုံပြုတ်ကအဆောက်တည်းမျက်နှာတွေကိုအုပ်လိုက်နိုင်ခဲ့ပါတယ်။ကပင်းလည်းသူ့ရဲ့ကော်နဲ့ကက်မီသွားပြီးပြားဆက်ရုပ်ကိုအုံပြုတ်ကဆက်ကိုပိတ်လိုက်နိုင်ခဲ့ပါတယ်။လော်ရန်လည်းတထင်းကြီးလင်မယားနှစ်ယောက်နဲ့အတူဘန်ဒါတိုက်ကိုသွားပြီးအထဲရောက်တော့ရီချီတို့ရဲ့အမတ်တရပစ္စည်းတွေပဲရှိပြီးလော်ရန်လည်းစိတ်တူသွားခဲ့ပါတယ်။လော်ရန်လည်းတနက်ကင်ပြီးရီချက်ကိုမင်းမြန်းနေတဲ့အချိန်မှာရီချီရောက်လာလို့ပြစ်လိုက်ပေမဲ့ကပင်းရဲ့ကြီးကအင်ဂျီကြောင့်မတည်ပဲသူ့ရဲ့မိဘကိုကယ်လိုက်နိုင်ခဲ့ပါတယ်။သူတို့၃ယောက်စလုံးပြင်းနေရင်ရုပ်ထိုးရဲ့နဝပေါက်ကိုရောက်သွားခဲ့ပါတယ်။ လာရန်ရဲ့လူလဲလေစာတနတ်နဲ့တထေကြီးအမိသားစုကိုတက်ဖို့ပြစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဟာဘဲရောက်လာပြီးလာရန်ရဲ့လူကိုတက်ပြစ်လိုက်ပါတယ်နောက်တော့ဟာဘဲလဲလေစာတနတ်ကိုအုံပြုပြီးတထေကြီးတို့နောက်လိုက်နေတဲ့လာရန်ကိုပြစ်လိုက်လို့လာရန်လဲပြုတ်ကျပြီးစောက်တိုးဖြစ်နေခဲ့ပါတယ်အင်ဂျန်ရောက်တော့ရီချီလဲသူ့တငယ်ချင်းနဲ့သူ့ဘေးဘော့ကစားနေခဲ့ပါတယ်တထေကြီးတို့လင်မယားလဲပျော်ရှင်နေတဲ့သူ့ရဲ့သားကိုကြည့်ပြီးစကားလဲဒီမှာပဲအဆုံးသက်သွားခဲ့ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့တငယ်ချင်းတို့အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ